ဟယ်လိုချရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့သွားပြီးမှ Reaction လုပ်ကြမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့သတင်းဗီဒီယိုတွေမဖြတ်မဖတ်ခင်ပါဘောနော်အရင်ဆုံးလိုရင်းတူရှင်သတင်း၅ဘုတ်လောက်နဲ့ကျွန်တော်စလိုက်မယ်နော် ထမဆုံးသတင်းတပုတ်ကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းကိုမကြာမီထိုးလွှင့်နိုင်၏အမှုပညာရှင်များနဲ့အဆိုတော်များကိုစစ်ကော်မရှင်ကဖိအားပေးတတ်တုတ်ရိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒါဒီအားနဲ့ပတ်သက်ပြီးတော့ဟိုဆိုကမ်ပိန်းရိုက်ဖို့ပေါ့နော်။ဒီမင်းသားမင်းသမီးတွေကို ကြက်ကင်ပြီးခိုင်းစီနေဆိုတာအလုံးလည်းသိပေဖြစ်ပါတယ်အဲ့တော့အဆိုပါရေကောက်ပွဲထောက်ခံရေလှောင်းမှုကမ်ပိန်းကိုရိုက်ကူးပေးရန်အကြောင်းမပြောင်းသောမင်းသမီးဖွေးဖွေးမော်ဒယ်မင်းသားအလင်းအောင်တို့ကိုစစ်တပ်ကခေါ်ယူမေးမြန်းမှုလှုပ်ဆောင်ကရိုက်ကူးရေးတွင်ပါဝင်မည်ဟုသောခွန်အဝင်ဂရုဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်တဲ့ဖွေးဖွေးကမေးမြို့မှာမတန်မရာဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေတာအဲ့ဒီချိန်မှာစကားမကရိုက်ဖို့ခေါ်တာအဲ့ဒါဖုန်းလည်းမကင်အကြောင်းလည်းမပြောင်းလို့မင်းမျိုးကရန်ကုန်အထိရဲတွေကိုလာခေါ်သွားတာမင်းမျိုးရဲစခန်းမှာမလုပ်ပဲအတင်းရန်ကုန်ခေါ်သွားတာပြီးတော့ခေါ်ယူစစ်စစ်တာကိုဘာခက်ခဲရှိလို့လဲ ပေါ့မျိုးနဲ့ BBC မှာပြန်ကြားရေးမှာပြောထားတယ်။အမှန်ကအတင်းအကျပ်ကိုရဲတွေခေါ်သွားတာပြီးတော့ခံဝင်နဲ့ရိုက်ပေးပါမယ်ဆိုပြီးလွတ်ပေးလိုက်တယ်လို့အမှုမြတ်တိုင်ဝန်ကပြောဆိုထားတယ်လို့သိရပါတယ်။အဲ့တော့ထောင်ချပြီးလုံငင်းသက်တာနဲ့ပြန်လွတ်လာတဲ့အဆိုတော်တရုတ်ဆောင်တွေအခုရွေးကောက်ပွဲထောက်ခံကမ်ပိန်းမှာမပါရင်ထောင်ကျွေးပြန်ဆက်ရမယ်ပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးချိန်ချောင်းမှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။အဲ့တော့မြင်းတဲ့တိုင်းမှာပဲကျွန်တော်တို့ new online မှာလက်သုံးချောင်းထောင်ခဲ့တဲ့သူတွေကလွတ်သွားပြီလို့ထင်ပေမဲ့အခုချိန်မှာ main online ခိုင်းသမျှမလုပ်ဘူးဆိုရင်ပြန်ပြီးတော့ အမှုတွေပြန်ဖော်ပြီးမှဖမ်းမဲ့အနေအထားတွေ့နေရမှာနော်။ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့တရင်တာတွေကောတောင်းခံခမောက်ကြီးမြို့နယ်မှာစစ်ကြောင်းထိုးအချမ်းပတ်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားကစစ်အုပ်စုဖက်မှဗိုလ်မှူးဗိုလ်ကြီးတက်ချက်ကြီးအစ်ရှိသူတွေအပါအဝင်အချမ်းပတ်စစ်သား၈ကောင်မြင့်မြင့်အသေးဆုံးကအလောင်း၁၈လောင်းကိုလည်းမိရှုထားခဲ့တယ်လို့ကောတောင်းခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကြားကြီးကသတင်းပေးပို့ထားတယ်လို့သိရပါပါခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းရေစကြိုမြို့အနီးမှာစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရာဘိုးအစ်စ်ရှိသူပါဝင်နှစ်ဦးသေဆုံးတယ်လို့ရေစကြိုပကားဖတာဝန်ရှိသူကသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာအဲ့တော့တွေ့တိုင်းပဲเนาะနေရာတိုင်းမှာဘိုးကြီးအစ်စ်ရှိတဲ့ကောင်တွေမျိုးစားဖြစ်နေတဲ့သတင်းဖြစ်ပါတယ်เนาะနောက်ထပ်သတင်းတစ်ပုဒ်ကတော့တိုက်ပွဲအတွင်းပြိမိနေတဲ့ပြည်သူတွေကို PDF ရဲဘော်များကကယ်ထုတ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့လက်ရှိအချက်မစစ်တက်ကဘုဒ္ဓလင်မြို့နယ်0ရွာအတွင်းဝင်ရောက်တက်ဆွဲထားတဲ့အတွက်ဘုဒ္ဓလင်မြို့နယ်ထဲကအရှိကံ0ရွာ တရက်တူရိုးရွာရွှေချောင်းလေရွာစတဲ့ရွေကြေးရွာတွေမှာပြည်သူတွေကဘေးလွတ်ရပ်ကိုတိတ်ရှောက်ထွက်ပြေးနေကြရတာဖြစ်ပါတယ်တဲ့အဲ့တော့ဒီလိုမျိုးထွက်ပြေးနေတဲ့အချက်မဲ့ဒီစစ်ကောင်စီကြောင့်မဟုတ်ထွက်ပြေးနေရတဲ့ပြည်သူပြည်သားရွာသူရွာသားတွေကို PDF တွေကပြန်လဲကယ်နေရတဲ့အနေအထားဖြစ်ပါတယ်နော် ကြိမ်နောက်ထပ်ဝန်သက်ဆိုင်သတင်းဘုတ်ကတော့ရင်းမာပင်ခရိုင်တရင်6ရဲဘော်များကို KIA ကလက်နက်တရားကြောတပ်ဆင်ပေးထားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်ရင်းမာပင်ခရိုင်အမှတ်6တရင်ရဲဘော်တွေကို KIA ကလက်နက်တရားကြောတပ်ဆင်ပေးခဲ့တယ်လို့အနောက်မြောက်တွင်ပြည်ကပင်းကသတင်း ဆိုပါတယ်ပေါ့နော်အဲ့တော့ဂျမစစ်တက်ကိုတိုက်ခိုက်ဖို့အတွက်လက်နက်တွေရှိပေမဲ့ဂျီလိုအချက်ဖြစ်ပေါ်နေတဲ့အတွက်ရင်းမာပင်ခံအမှတ်6တရင်ကနေအနောက်မြောက်လွင်ပြင်သို့ဂျီ9000ကမ်ပိန်းပြုလုပ်ထားပါတယ်ဂျီစံတွေဟာလိုအပ်သလိုဝယ်ယူနိုင်ဖို့ခက်ခဲတဲ့အတွက်တော်လန်ပြည်သူတွေဝိုင်းဝန်းကူညီကြဖို့မြစ်တရခံထားလို့လည်းသိရပါတယ်ခင်ဗျာကဲလိုရီတူရှင်3တွေဖတ်လို့ပြီးပါမှာเนาะသတင်းပီလိုဒီချက်လောက်ကြည့်အောင်เนาะအခုမင်းအောင်လိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမင်းအောင်လိုင်းက CDM နေကိုပြန်လဲခေါ်မယ်ဆိုတဲ့အနေထားရယ်တွေ့နေရပါเนาะအဲ့ဒီပုံမှာ CDM ဝန်တန်းနေရဲ့ဆုံးဖြတ်ချက် တဘောဒါလည်းနားထောင်ကြအောင်နော်ဒါတော့စစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲကသူကအတူရောက်မယ်လေအတူရောက်ဆိုတာဒီလူနေပဲသူတို့ပဲယူနီဖောင်းလေးပြီးတော့အားလုံးသိပြီသားပဲနော်ဒါတော့အဲ့ဒါကိုလေတကြတာအဆူရလို့နာမည်ဘလို့ပြောင်းပြောင်းပြည်သူတွေအနေနဲ့ကြောင်းစီတန်နေနေနဲ့ဒါဒီစစ်ကောင်စီပါလားလို့ပဲမြင်ဖို့မြင်ရမှာပေါ့နော်အဲ့ဒါဟာဒါတော့အရက်သားဆူရလို့သူတို့ဘလို့ပဲပြောပြောသူတို့ရဲ့ရက်စိတ်လုံးမှမူတွေကိုကိုမျက်စိတွေမှာအမြင်မြင်အောင်ဒီလိုပဲလို့ပါလေ စီပြန်လေးကိုပြန်ခေါ်มาပဲပြန်ခေါ်မယ်ဆိုတာဘယ်လိုလဲဆိုတော့သူကအရက်သားဆိုရဖြစ်သွားပြီဟိုပြန်လာကြပါတော့အရင်ကမလုံးလေးလည်းပြေးมาပေါ့ຢာတို့လေးအရင်ຢာတို့နဲ့နေနေတယ်မဟုတ်ຢာတို့တိုးတာတော့ဘာလို့ပြေးကြမှာပေါ့ဒါပေမဲ့စီပြန်ဆိုတာကငကိုလေးကကျွန်တော်ဆိုရင်လေကိုຢာတို့လေးနဲ့ကိုအလုံးနဲ့ဟိုတည်ငြိမ်နေတဲ့လူတွေဟိုကုပင်းစရာမလို့ကိုလာကလေးနဲ့ဟိုပုံမချမ်းရင်မချမ်းသာရင်တော့မှအဲ့လို ဟာယူတော့မှကျွန်တော်ကသူ့လက်အောက်မှာမလုံရှင်လို့ဆွလုပ်ခဲ့ပြီအဲ့ဒါဘုမသူပြန်ခေါ်လို့ရောကျွန်တော်ကသူပြန်ကိုအလကားအပြုတ်လုံခဲ့တာမှာမဟုတ်တာသူတို့လက်အောက်မှာမလုံရှင်ဘူးသူတို့ရဲ့အကြောင်းတွေပြီးတော့နောက်မတရားမှုကိုငုံမခံကြည့်လို့လုံခဲ့ကြတဲ့အတွက်သူတို့ဘလို့ပဲခေါ်ခေါ်ကျွန်တော်ကတော့ပြန်ပါဖို့မရှိပါဘူးနောက်တစ်ခုကအခုတော့ရှိတာပေါ့မျိုးတွင်းမှာကျွန်တော်တို့လူမြောက်နေနေမဟုတ်တဲ့နေရာမှာချင်းချောက်မှုတွေတော့ရှိမှာပေါ့ ်ဥမာပစိတ်တိုက်စင်မဲ့ပွင့်ဘယ်လိုလုပ်မဲ့ဒါဝင်ဝင်မဝင်မိတို့အဲ့လိုမျိုးမှာတော့အကြောက်ကြံနဲ့လုံလိုက်ရင်တော့နည်းနည်းပါကောင်းပါလိမ့်မယ်ဟုတ်ဒီတိုင်းတာမန်အားတော့ဘူးဆိုရင်ရုံးစုဒုက္ခကြီးရောက်ဒီမှာကအလုတ်ကင်နေတဲ့ရှားပါတော်တော်ဒုက္ခရောက်နေတာတော့မှကျွန်တော်၅နှစ်တိဒါပူပူနွေးနွေးမို့လို့အေးသွားပြီ၅နှစ်တိတောင်နေခဲ့ပြီပဲဟုတ်တယ်မလားအဲ့တော့ဒီလိုပဲကျွန်တော်ရုံးကန်ပြီးတော့ဆက်လို့မသူ့လက်အောက်တော့ပြန်မလို့နောက်တစ်ခုက သူ့မလုံကြီးပဲပြောပြောကျုံးစီပြန်နေနေတယ်ကဒါပထွေးရဘယ်တော့မချော့ဘူးခေါ့ပေါ့သူ့လက်တွေရောက်နေတယ်ဘယ်လိုလုပ်စက်မယ်ဘယ်လိုလုပ်မယ်ဆိုတာကျွန်တော်တို့ကသိသားမှာပါအဲ့ဒါတော့နော်အဲ့တော့သူကနိုင်ရတယ်သူရဲ့ကောင်းနေပါအကုန်လုံးဆွန့်လို့ဆွန့်စားကြတဲ့လူတွေဖြစ်တဲ့အတွက်အကုန်သိကြပါတယ်။ဟိုကျတော့အနေနဲ့ကတော့ဟိုဒီမျိုးတွင်ကသူကနေရတော့သူ့ဟာသူတချို့ဆိုတယ်ကိုကိုဟွာဘောဇွေးလေးရောင်းလိုက်ဗာလေးရောင်းလိုက်နေနေအထန်ကြံ့ရကြမှာပေါ့ ကျွန်တော်ဒီဘက်ရောက်တဲ့စီပံလေးကျတော့များသောအားဖြင့်အခိုင်မကျလာများလို့ကျွန်တော်တို့ဆိုရင်ရားတဲ့လုပ်လေးလုပ်ဟိုမှာစိတ်ယုံသွားလျှောက်တယ်အဲအဲ့လိုမရရင်သဘွဲတို့သွားလုပ်တယ်သဘွဲတို့မှလည်းလူပိုးလဲဆိုတော့ကျွန်တော်အသက်ငွေကြီးလို့တိတ်ပြီးတော့နောက်စီပံများသောအားဖြင့်လည်းအသက်ကြီးတာညားတယ်မလုံနိုင်ကြတော့မလုံနိုင်ကြတော့ကျွန်တော်ကလမ်းပြောက်တဲ့ပုံစံပေါ့နော်ခလေးတွေပညာရေးရတယ်နည်းနည်းဟွာတော့ဖြစ်တယ်အဲ့တော့မထူးတော့ဘူးဒီအနာကျင်လက်အောက်မှာစတက်တာလဲစရင်တော့ရေးတဲ့ဖက်တိုင်းတော်ပြီဒီမှာသူတို့ဟိုမှာ တက်နိုင်ကြလို့ထားမှာပေါ့ဒီဒီလိုပါလို့ထားမှာပေါ့သူတို့အဲ့ရအောင်ပြီးရင်လည်းဒါကျန်တဲ့တစ်ဖက်တစ်လမ်းနေရုံမှာလောတဲ့တော့ဘာလုပ်မှမယ်ဆိုတော့ဟိုကတော့မရှိဘူးရှာနေတော့မှာတော့ဒါကစီပြန်များတော့ပြီးအဲ့လိုပါပဲစီရောင်းရင်ကောင်းမလားဟိုကကိုယ်နိုင်ငံလည်းမဟုတ်ဘူးလုတ်ပိုင်ဝင်နေတယ်မရှိတဲ့အတွက်ရက်ဒီကတော့တော်တော်ခက်တာပေါ့နော်ဒီမှာအဲ့လိုပေါ့နောက်ဘယ်လိုလဲဆိုတာတော့မတွေ့တော့ကျွန်တော်တို့ဒီခုဘယ်လိုညီမနာလဲဟိုအရင်လေးရှာနေတဲ့အရင်လေးရရင်စီရောင်းမယ်စီရောင်းလို့ထင်ကြဝိုင်းကျွန်တော်စီရောင်းတာလေးနဲ့ပဲ ရက်တည်ပြီးတော့သွားမယ်။ဒါကြောင့်တော့ဘဝကိုမြုပ်နှံလိုက်တဲ့ပုံစံကျွန်တော်ရဲ့အနာဂတ်ဆိုတာလည်းမရှိတော့ဘူး။တော်လိုင်းရင်းပြီးမှရှိမယ်။တော်လိုင်းရင်းနိုင်မှသာရှိမယ်။သူတို့တွေဘလို့အစိုးရပြောင်းပြောင်းကျွန်တော်ရဲ့သူတို့ကိုမိခိုးပြီးတော့ဒီစစ်အစိုးရအောက်ကိုဝင်ပြီးတော့ကျွန်တော်တို့တွေကရက်တည်ဖို့မရှိတော့ပါဘူး။ ကဲဒါတော့เนาะမိရထဝီဌာနကဒီစီတန်ဝင်တဲ့တယောက်ရဲ့ရင်းနှီးဖြစ်စကားဖြစ်ပါတယ်เนาะအဲ့တော့စီတန်နဲ့ပတ်သက်လာရင်တော့တကယ်ပဲသူတို့ကတကယ်ပြပြတသားကိုလှုပ်လာကြတယ်ဗောနော်အဲ့တော့အခုဆိုရင်စီရီယမ်ဆိုတာဒီအလုတ်အလုတ်ကနေဒီလိုဗောနော်ဂျပန်စစ်ကောင်စီကိုလှုပ်မလှုပ်ပေးဘူးဆိုတဲ့ပုံစံနဲ့နားလိုက်ပြင်မဲ့ဒီလိုမျိုးစီတန်တွေကိုဂျပန်စစ်ကောင်စီကကြောက်လွန်းလို့ဗောနော်ယွံမုန်းလို့သူတို့ကဟိုဘလိုလဲအနိုင်ကျင့်ပြီးမှလိုက်ပြီးတော့တတ်နေတဲ့နေသားလဲတွေ့နေရဗောနော်အဲ့တော့ဒီလောက်ထိအသက်အန္တရာယ်နဲ့ ရှိတဲ့လေးဆိုင်ရင်လည်းတားခက်ခဲနေတဲ့ CDM တွေကိုအဖွဲ့အစည်းတွေကပဲကြီးစုစောင့်ရှောက်တဲ့သူတွေရှိသလိုကြီးစုစောင့်ရှောက်နိုင်တဲ့သူတွေလည်းအများကြီးပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်တို့အစိုးရအခုချိန်မှာဆိုရင်အမြန်ဆုံးပေါ့နော် policy တွေချမှတ်ပြီးတော့စောင့်ရှောက်တဲ့တော့စောင့်ရှောက်နိုင်တော့အကောင်းဆုံးဖြစ်ပါတယ်နော်ကိုပပူကျော်ပြောထားတယ်ပေါ့နော်ဇက်တူသားစားကြတဲ့သူတွေရဲ့အကြောင်းပြောထားတယ်နားထောင်ကြည့်လားနော်အဲဒီလိုပဲတဆင်မတဆင်ဖြစ်တာဘာဖြစ်လို့လှမ်းမိုးနေပြအမှုပညာရှင်တွေကနေတိုးဆိုနေတိုးစတိုင်ဒွေးဆိုဒွေးစတိုင်ပြကျွန်တော်ယူခဲ့တာ ကျွန်တော်တို့ဒူရင်းနဲ့ကြည့်ခဲ့ရ Rock တွေနဲ့ကြည့်ခဲ့တာကောင်းတယ်လူပညာရှင်တွေမှာ Soul Winter Style လေးဖြူလို့အဲ့ကောင်လသနာပါလားစကားပြောတာတော်တော်ကြိုက်တာကျွန်တော်အဲ့လိုပြောလို့ခင်ဗျားစိတ်ဆိုးလို့မတတ်နိုင်အဲ့ဒီလိုပဲတဖြည်းဖြည်းနဲ့ဖြစ်ခဲ့တာအခုလူပညာရှင်တွေအတုံးချတာအမြဲတမ်းပဲအဲ့ဒီလူပညာရှင်တွေအတုံးချပြီးတော့လူပညာအရှင်အချင်းချင်းတိုက်ပဲအခုနေဝင်းတို့မြင့်မြတ်တို့ခင်ဗျားတို့ပြောနေတဲ့လူတွေ ကိုအခုတင်တဲ့ channel လူတွေကိုဖန်တယ်မှဆိုရင်စပူတုံးတက်လွင်ရနေပြီးတော့အခုအောင်ချမ်းလူကြီးကျွန်တော်အရင်ကြိုက်တဲ့လူငယ် driver တာပေါ့နော်အောင်ချမ်းလူကြီးဖန်သွားပြီအဲ့အဲ့လိုမျိုး63ရောက်ရှိတယ်လို့ပြောတယ်ဒါဒီအမှုပညာနာမနာမည်ကြီးတဲ့လူ900ရောက်ပဲဒါတွေ့တော့ကျွန်တော်ဒီအထဲမှာဟာဟာတပေးတဲ့လူတွေဘာတွေနောက်လည်းဖမ်းပါမယ်သူတို့ကဘာလဲခင်ဗျားတို့အကြောက်တရားရိုက်သွင်းလားသူတစ်ဆက်လုံးဒီလိုအကြောက်တရားနဲ့ကျွန်တော်တို့ခင်ဗျားတို့ဟုတ်ချုပ်ခဲ့တာ ကျွန်တော်ခင်ဗျားတို့တွေကနိုင်ငံမှာနေတယ်ကျွန်တော်တို့ဘာမှလုပ်ခဲ့စားသောက်လို့မရနိုင်ငံခြားထွက်မရကျွန်တော်ကအချိန်တိုင်းကျွန်တော်သားသမီးတွေကြီးရင်နိုင်ငံခြားမှာသွားလို့သူများမလုပ်တဲ့အလုပ်တွေသလောက်ကျွန်တော်ခင်ဗျားဆိုမလေးရှားလာဘူးတော့မလို့အဲ့တော့ကျွန်တော်တွေလာကြပြူကြဒီလိုပဲသူတို့လိုချင်တာချင်းချင်းနဲ့ခင်ဗျားစာဝတ်နေရင်လုံးပန်းနေလိုက်ပြီးရင်ပြော့မလားရက်ွက်ထဲမှာတရက်ွက်ကိုတဆိုင်အရက်ဆိုင်ဖွင့်လာပြီမြေ အရေးဆိုင်တဆိုင်မကောက်ဘူးအဲ့အဲ့ဒီမှာအကုန်လုံးပြုံနေဗျာအဲ့မှာအရက်ဆောက်ဗျာပြီးကတော့ okay ဆိုဗျာအခုကဲတော့အခုကဲဆိုပုံမြင့်လာတယ်ကြိုက်တယ်လို့လို့ခင်ဗျာနိုင်ငံရေးစိတ်ဝင်စားရင်ပြောခင်ဗျာနိုင်ငံရေးကိုစိတ်ဝင်စားလို့မရဒါပဲတောက်လျှောက်လောက်တာလားအခုတည်းကလောက်တာပဲပြီးရင်မလောက်တယ်အဲ့လူတွေကိုဟုတ်ကာကွယ်ပေးတယ်လို့အဲ့လူတွေထင်နေကြတာအခုလိုက်ဖမ်းနေတာမဟုတ်ဘူးအဲ့လူတွေပြန်နှက်တာပြီးရင်ကျန်တဲ့လူတွေကိုလည်းပြောလိုက်ရိုးရိုးလေးပဲမင်းတို့ငါတို့စကားနားထောင် နောက်စကန်နာမှာတော့ဒါမျိုးတွေရိုက်အောင်မှာနောက်ထပ်ကားနေအများကြီးနောက်ထပ်မငင်းနိုင်တဲ့အမှုပညာရှင်တွေအများကြီးပါအောင်မှာခင်ဗျားတို့အများကြီးဆဲရအောင်မှာအများကြီး point ကုန်လုံးအဲ့တော့ကျွန်တော်တို့ကဖြစ်ချင်တာကျွန်တော်ခဏခဏပြောတဲ့စကားတိုင်းပဲပြောပြောမှာဒါမျိုးတွေအများကြီးလာမဒီတကားတည်းမဟုတ်နောက်ထပ်ဆယ်ကားလာအခုဆိုဘာ flip ပိုင်းကအာဒီကင်မရာမန်ပေါ့နော်ဒါဒါကင်မရာမန်ဆိုတာဒီမှာဒီ DOP တွေပဲဖြစ်သွားပြီအာကျွန်တော်ဒီ ဒီဟိုနေလို့လောက်ခဲ့တဲ့ system ဆိုရင်ဆန်ကီလိုခရစ်စတီးယားကီလိုထိုးပေါက်ခဲ့တဲ့တိုင်းဆို TOP TOP တွေပါအသေးချငှားပြီးတော့ flipper ငှားပြီးတော့အခုအာကိုပေါက်လည်းပြောပါတယ်ဒီလိုသူတို့ကားတွေကိုရိုက်တော့မယ်ဒီလိုပဲခင်ဗျားတို့လုံပါပဲအခင်ဗျားတို့ထက်ဆေးရတခုပဲခင်ဗျားတို့ကျွန်တော်တို့ကအာတခါတည်းနှစ်ပတ်လောက်တော့မပြီးွားစေနဲ့တစ်ပတ်လောက်တော့မပြီးွားစေနဲ့ဗျခင်ဗျားတို့တေချာမှတ်ထားဗျအဲ့အမှုပညာရှင်တွေကခင်ဗျားတို့ခွာစားနေတာ ခမတို့သူတော်ကောင်းကြီးလို့ပြီးခမတို့ခွာစားနာခမတို့ကျွန်တော်တို့ကဈေးမတော်ကြီးချဲထိုးလို့ပေါက်တဲ့ပတ်စံလေးနဲ့အင်တာနက်ထက်အာပြီးရင်ခမတို့တနာပြနေတာထက်ထမူဦးထိုင်ငုံနေတာတနာအာပြီးဟိုနေတော့မင်းသားတွေဟောဝါဖြစ်တနာခမတို့ကချစ်လိုက်ရတာတက်လားခမတို့ဒီတိုင်းမနေကြမလားခမတို့ကျွန်တော်ဘွားပြေးပတ်စံမရှိတဲ့သားသမီး international ចောင်းမထားနိုင်အင်္ဂလိပ်လိုမတတ်ဘူး ကိုအနေထားလဲကိုကြည့်ကြအောင်တတက်လို့လူလက်တန်းစားလက်နေတယ်ကျွန်တော်မြင်နေကနကနတော့စင်းရင်းသားကောင်စင်းရဲနေတာပဲကြည့်ချမ်းသာတဲ့ထိတ်ပိုင်းတချို့အဲ့ဒီကောင်လေးနဲ့ပေါင်းပေါလို့ပေးစားတယ်ပြုံးချမ်းသာပါတယ်ဒီလိုဘွားမျိုးနေမှာရာအဲ့လိုနေကြတယ်ဆိုအဲ့လိုပဲနေကြတော့အဲ့တော့ point ကောက်လို့ကြပါစိတ်မသေးကြီးရှိကြပါလုံးဝမကြည့်ပါနဲ့တို့ပေးတို့ရုပ်ရှင်တွေဒီလိုပဲတို့ဝင် point ကောက်မဟုတ်တော့ တခြားဒီတော်လိုင်းနဲ့မပတ်သက်တဲ့လူတွေအားလုံးကိုဖိုင်ကော့လုပ်ပေးပါ please အဲ့ဒါဆိုရင်ကျွန်တော်လိုချင်တဲ့နေရာကိုရောက်ပါလိမ့်မယ်ကဲဒါတော့ကိုဘိုးကျော်ရဲ့တိုက်တွန်းချက်လေးဖြစ်ပါတော့တကယ်မှန်တယ်ခုဆိုရင်ဒီ ဒီသူတို့ကိုဆင်းနေပြီးတော့ပြီးသွားမျိုးမဟုတ်ဘဲနဲ့ဘောနော်ဒီ BC ကောင်းကောင်းလုပ်ဖို့လိုပါတယ်နော် BC လုံးမှပဲဒီဥစားကြထိအောင်ဖြစ်ပါတယ်ဆဲဆိုနေပြီးမှပြန်ပြီးအားပေးတာမျိုးကလည်းအဆင်မပြေဘောနော်နောက်ဆဲဆိုတာတစ်ခုတည်းနဲ့ကလည်းအာတကယ်ဆိုအမုန်းပွားတယ်ပဲဖတ်တင်တယ်ဘောနော်အဲ့တော့ဘာမှမပြောဘဲနဲ့ BC လုံးရင်တော့မှဒါအကောင်းဆုံးပဲဖြစ်ပါတယ်နော်ပြောနေတယ်ဆိုရင်ပို့ပြီးတော့ရှုပ်နေအောင်ဘောနော်အာ BC ကတော့တကယ်ဒါသူတို့လည်းကြောက်တယ်တကယ်လည်းထိအောင်တဲ့နီလန်းဖြစ်ပါတယ်ကဲနောက်ပဲကျွန်တော်နားထောင်ပါတော့ကိုစီရဲ့ဒီတော်လိုင်းအကြောင်းပြောလာတဲ့ဟာလေးပေါ့နော်နားထောင်ကြည်လာနော်ကတ်ဆိုင်နေတာလို့ အကောင်ပြောတာကျွန်တော်တို့နိုင်ငံကတ်ဆိုင်နေတာဗျတကယ်ပြောတာကျွန်တော်ဩဃာရရှစ်ခိုးတဲ့ချိန်မှာနော်တတ္တနာကယောဂန္တနာကဒုပ္ပေကန္တနာကတ်ဆိုလဲကတ်ကြီး၃ပါးစိုက်နေတာဒါကြောင့်မို့လို့တကယ်တိလတမာတိပြည့်စုံတဲ့ပုံကိုယ်တွေကလူကြားတဲ့ကိုမဝင် နော်ရှောင်းတဲ့ရှောင်းအေးရအေးချောင်းမှာလွတ်အောင်ကျွတ်အောင်နေနော်လူကြားတဲ့ဝင်ပြီးတော့ခုနကပြောသလိုပညာမဲ့တွေကလူစွာချက်တက်လို့တိုင်းပြည်ကိုအုပ်ချုပ်ဖို့တက်လို့ကတ်ဆိုင်တာအကောင်းပြောတာပါဒါကြောင့်မို့လို့ ဘာဒီစကားကိုကျွန်တော်ဘာဘယ်ကစွားလဲဆိုတော့ကျွန်တော်ပြောတာတော့တစ်ခါကြရင်ဗျာလို့ဟိုမှန်တာတွေတို့တရားတာတို့ဒါတွေကိုယုံကြည်မရှိတော့ဘူးဖြစ်လာတယ်တို့ဘာဖြစ်လို့ဆိုတော့အကူရီတရားရှင်ကျွန်တော်တို့ဆိုအေးစီကျွန်တော်လေးဒါပွင့်နေပြောကျွန်တော်နှမျောတယ်ကျွန်တော်အလုပ်ငါဟိုကောင်လေးပြောနေတဲ့ကွတီကိုဆိုင်ပေါ့နော်အပြတ်ဒီလိုအလုပ်မျိုးတစ်ခုထိုင်းမှာရအောင်ဆိုတော့မလွယ်ဘူးတွေဗျာဟုတ်တယ်မလားကာဝယ်ရလဲအေးစစ်စီဘယ်ဘယ်အနာပိုင်းမှာဝင်ရှုပ်စရာအကြောင်းမရှိဘူးကျွန်တော်ဆိုင်အဲ့လိုအလုပ်မျိုးကို စွန့်လွတ်ခဲ့ရတာဒါကျွန်တော်စီးပွားကျွန်တော်နှမျောတယ်ကျွန်တော်အေးဆေးကျွန်တော်နေလို့ရဘာမှအန္တရာယ်လည်းမရှိဘူးဟုတ်တယ်နော်အခုဒီလုံးလုံးတယ်အန္တရာယ်ရန်ဆွဲကြားထဲမှာဒါပေမဲ့တခါကြလို့ရှိရင်လေခုနကပြောသလိုပြည်တွင်းထဲကတချို့တည်းဟိုဘာမှနိုင်ငံရေးဆိုတာဘာမှအာရုံနဲ့မရှိတဲ့ဒူတွေကိုတွေးလိုက်ရင်ဆက်လုံချင်စိတ်မရှိဘူး။ဟောငါတို့ကမုန်းခံအသေးခံဘွားခံဝင်းခံပြီးတော့လုံနေတယ်မဆိုင်ပါလားတခါကြရင်ယုံကြည်မရှိဘူးွာလို့ဒါပေမဲ့ပြောရင်းနဲ့ပါဒါပေမဲ့ဘဒူပြက်ပြက် ဘဒူတရားပြည့်ပြည့်မပြည့်ပြည့်ကိုမပြည့်နဲ့ဆိုတဲ့စကားကိုယ့်ရဲ့အတ္တကိုလည်းပြန်ထိန်းတာပဲနော်ဒါကြောင့်မို့လို့ကျွန်တော်တို့လုံနေတဲ့ညီကိုမောင်တို့ရဲ့အားလုံးပြောချင်တာကဘဒူတွေပဲတရားပြည့်ပြည့်မပြည့်ပြည့်ကိုမပြည့်ပါနဲ့ကျွန်တော်တို့လုံနေတဲ့ဒူတွေရင်ထဲမှာဘာရှိတယ်ဆိုတာလုံနေတဲ့ဒူတွေအချင်းချင်းပဲတိကြပါတယ်ဟုတ်တယ်နော်ဘဒူမှတော့ကျွန်တော်ပြောသလိုပေါ့စီးပွားရေးအရနောက်ဆုံးပြာအခုဘောမနေပြောသလိုစီးပွားရေးအရလုံလောကကြီးမှာစီးပွားရှာမဲ့လုပ်တယ်တန်းအောင်ရှာနေလို့လားအတက်တီဘဝတိရင်းပြီးတော့ပဲဒီလောက်ကိုစီးပွားရှာစေရလား စဉ်းစားကြည့်လीကို့မှာအုံနောက်ရှိရင်စဉ်းစားကြည့်ပေါ့မင်းတို့ဆိုရင်တော့မင်းတို့အတက်မင်းတို့ဘဝရင်ပြီးတော့เนาะစီးပွားဆိုတော့ဘယ်စီးပွားလဲအဲသူများလှူတဲ့အလှူမျိုးကစားရတယ်ပဲထားဘလောက်စားရမှာမို့လို့လဲဟမ်မင်းပေးဆက်ကမှလည်းတန်လာဒါကြောင့်မလို့အဲ့လိုပြောနေကောင်ကျွန်တော်ကဝင်နေစီကိုရည်ပဲကြည့်နေတယ်ဘာလို့ဒီကောင်တွေအုံနောက်မရှိလို့အဲစကားပြောတာပေါ့ဟုတ်တယ်เนาะစဉ်းစားကြည့်လीအဲ့တော့နောက်ထင်ပေါ်ခြင်းကြွာကြားခြင်းလို့ထင်ပေါ်ခြင်းကြွာကြားခြင်းဒီနေ့ခေတ်ကြီးမှာကျွန်တော်နီးလန်းနေအများကြီးပဲထင်ပေါ်ခြင်းလို့ကြွာကြားခြင်းလို့လှုပ်လို့ရတဲ့နီးလန်းနေ ဟုတ်တယ်နော်အဲ့ဒါပဲဒါကြောင့်မို့လို့တစ်ခါကြာရင်လေအော်ငါလုံနိုင်တော့ငါလုံမယ်အမကျွန်တော်အတူတူဟိုနေ့ဖြစ်နေတဲ့အဲ့ဒီလုံနေကင်မရာဆရာကိုတတ်အောင်ပြောသေးတယ်ဟိုဘဒုနီးလမ်းမှမယူဘဲနဲ့ကိုနီးလမ်းကိုတွားတာကောင်းတယ်နှုတ်မို့ဆိုသူများနီးလမ်းနေကြည့်လို့ရှိရင်လေအကုန်လုံးကိုပါလုံချင်စိတ်မရှိဘူးဖြစ်သွားမယ်ဘာလို့ဆိုတော့မဆိုင်သူလူနေတဲ့လူတွေရှိတယ်အဲဖော်ရှော့ပေါ့ဟိုဘက်ကောဒီဘက်ကောမျှတအောင်လို့ဟိုခွက်ချက်ချက်နေတဲ့လူတွေရှိတယ်အဲပြီးလို့ရှိရင်ကိုနေ့ကပြောလို့ကိုဘက်မှာတော့နေပါရဲ့ရေတာခိုးနေတဲ့လူတွေရှိတယ် မှားမှန်တိနေပါရဲ့ထွက်မပြောတဲ့လူတွေရှိတယ်ဆိုတော့သူများတွေကိုလိုက်ကြည့်ရင်ဘာဖြစ်ကုန်မလဲကျွန်တော်ပြောသလိုတရားဆိုတဲ့အရာကြီးကငါတို့ယုံကြည်စရာမရှိဘူးဖြစ်သွားလိမ့်မယ်ကဲဒါတော့ကိုစီကသူ online နဲ့ပတ်သက်ပြီးသူယုံကြည်ချက်ကိုပြောထားဖြစ်ပါတော့အဲ့တော့ကိုဂျီနီတာပါเนาะကိုမိုက်ကယ်မရှိတဲ့နောက်ပိုင်းမှာပို့ပြီးတော့လုလာလဲတွေ့ရတယ်လို့ပို့ပြီးတော့လဲအောင်မြင်လာတာတွေ့ရတယ်အခုသူတို့စူးစမ်းနေတဲ့ဟာတွေဆိုရင်တိုင်းနေအများကြီးကိုထောက်ပံ့နေတယ်တွေ့ရပါเนาะတကယ်ဝန်သားစရာကောင်းပါတယ် ကဲနောက်ဆုံးမှာကျွန်တော်တို့ဦးသိမ်းမြင့်ရဲ့တုံ့သက်ချက်လေးနားထောင်မှာဖြစ်ပါတယ်နော်အဲ့တော့နျူကလ িয়ার စစ်ပွဲတွေဖြစ်လာနိုင်ခြေရှိလာနိုင်တယ်ဆိုတဲ့ကိစ္စမျိုးတွေပတ်သက်ပြီးသူဆွေးနွေးကြတာလည်းနောက်ကြည့်လာနော်အဲ့လုံခြုံရေးကိုချင်းချောက်ခံနေရတယ်လို့ခံစားရတဲ့နိုင်ငံတွေဟာနျူကလ িয়ার လက်နက်ကိုသူများထက်ပိုလိုချင်းကြပါတယ်ဘာလို့လဲဆိုတော့နျူကလ িয়ার လက်နက်တွေဟာနျူကလ িয়ার စစ်ပွဲကိုအထူးရောက်ဆုံးတားဆီးနိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်ရှုမြင်ကြလို့ပါဆလိုရာကတော့နှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ကြတယ်ဆိုရင်နှစ်ဖက်စလုံးကနျူကလ িয়ার စစ်ပွဲကိုစဖို့စိတ်ကူးကြတော့မှာမဟုတ်ဘူးသူတို့ကိုယ်တိုင်ပျက်စီးဆုံးရှုံးမှာဖြစ်လို့ပါဒီဥစ္စာကိုညည်းကြီးလက်ခတ်မလွဲနှုံးနှစ်ဖက်ပျက်စီးခြင်းလို့ခေါ်ပါတယ် ်ဂရီဆမော့ကအခုလိုပြောပါတယ်အိန္ဒိယနဲ့ပါကစ္စတန်တို့လိုပေါ့ဗျာနှစ်နိုင်ငံလုံးမှာယူကရိယားလက်နက်တွေရှိတယ်ငွေစက်အငင်းပွားနေကြတယ်အကြမ်းဖက်လုပ်ရတယ်လည်းရှိတယ်ဆိုတော့ပြိုင်ဘက်နှစ်နိုင်ငံမှာဒါပေမဲ့1980ခုနှစ်ကလေးကတို့ဟာပြည်ပခကြီးကြီးမားမားမဖြစ်အောင်ရှောင်ရှားကြပါလေအဲ့လိုရှောင်ရှားရတဲ့အကြောင်းတွေထဲမှာပြိပခဖြစ်ရတာကနျူကလ িয়ার လက်နက်တုံးပြီးတော့တိုက်တဲ့စစ်ပွဲတွေဖြစ်လာမှာစိုးလို့ဆိုတာလည်းပါပါတယ်အဲ့လိုဖြစ်ရင်လည်းနှစ်နိုင်ငံလုံးတွေ့ကြည်ပျက်စီးမှာပါဒီတော့ပညာရှင်တို့ကပြောကြတာကတော့နျူကလ িয়ার လက်နက်တွေပြတ်နှက်လာမှုဟာတင်းငင်အေးချမ်းရေးကိုဖြစ်စေတယ်တဲ့ဘာလို့လဲဆိုတော့အင်အားကြီးနိုင်ငံချင်းစစ်ဖြစ်နိုင်ခြေတွေကို ညော့နေစေလို့ပါတဲ့ဒါပေမဲ့တစ်ချက်အများကြီးကျေပြန့်တဲ့နျူကလ িয়ার လက်နက်တက်ဆင်မှုတွေဖြစ်လာရင်တော့အဲ့ဒီအယူဆဟာအကျုံးဝင်ခြင်းမှာဝင်မှာတော့မယ်ဟိုက်စ်ခရစ်စတန်ဆင်ကနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေများလာတယ်ဆိုတာကခလုတ်နိုင်မဲ့လက်တွေလည်းများလာတယ်ဆိုတဲ့သဘောပါပဲနျူကလ িয়ার လက်နက်တွေကိုတုံးလာနိုင်တဲ့အခြေအနေတွေအဖြစ်အပျက်တွေပို့တို့လာတာပါပဲဒီလိုဖြစ်လာတာလုံးဝမကောင်းပါဘူးလို့ဆိုပါတယ်နိုင်ငံအသီးသီးအနေနဲ့ကိုယ်တော်ကျွေးကိုကိုတက်ချက်ရမှာသူတို့ရဲ့နိုင်ငံရဲ့မဟာမိတ်တွေကိုလည်းထည့်သွင်းစဉ်းစားရပါတယ်ဘာကြောင့်လဲဆိုတော့ဒီမဟာမိတ်တွေကသူတို့နျူကလ িয়ার ရန်ကကာကွယ်ပေးနိုင်လို့ရှိရင် တို့ကိုပဲနျူကလ িয়ার လက်နက်ထုတ်ဖို့မလိုအပ်တော့လို့ပါအမေရိကန်နျူကလ িয়ার ထိရိတ်ဆိုတဲ့စကားကိုတချို့လူတွေကြားဖို့ပါလိမ့်မယ်အမေရိကန်ကနေပြီးတော့ထိဖြစ်နေရိတ်မိုးပေးထားတဲ့ဆိုတဲ့သဘောပါအဲ့ဒါကဘာလဲဆိုတော့အမေရိကန်ကသူ့မဟာမိတ်တချို့ကိုပေးတဲ့လုံခြုံရေးအာမခံချက်ပါအမေရိကန်ရဲ့မဟာမိတ်တချို့အပေါ်မှာကြားရောက်လာတဲ့ချိတ်ချက်မှုတွေကိုသူတို့ကိုစားအမေရိကန်ကတုံ့ပြန်မှာဖြစ်ပါတယ်နျူကလ িয়ার လက်နက်အားကိုနဲ့ချိတ်ချက်လာမယ်ဆိုလို့ရှိရင်ပေါ့လေအဲ့ဒီလိုအမေရိကန်ကကာကွယ်ပေးမယ်လို့ခရီးပေးထားတဲ့နိုင်ငံတွေထဲမှာတောင်ကိုရီးယားဂျပန်ဩစတြေးလျနဲ့နေတိုးနိုင်ငံတွေအားလုံးပါဝင်ပါတယ်နောက်ထပ်30နိုင်ငံထပ်ပါလာတယ်ဆိုတဲ့သဘောပါ ဒါပေမဲ့ Donald Trump တက်လာတဲ့အခုချိန်မှာတော့တချို့နိုင်ငံတွေကအဲ့ဒီအကာအကွယ်ပေးမယ်ဆိုတဲ့အချက်ကိုယုံကြည်အားကိုးလို့ရပါသေးရလားဆိုပြီးတော့မေးခွန်းထုတ်လာကြပါတယ်။ဘာလို့လဲဆိုတော့ American သမ္မတ Donald Trump ကမဟာမိတ်တွေကိုဘလောက်ကာကွယ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရည်ရည်ရာရာတွေပြောလာလို့ပါ။ပြင်းထန်တယ်သူတို့မှာရှိတဲ့နျူကလ িয়ার လက်နက်တွေကိုဥရောပလုံခြုံရေးအတွက်အသုံးပြုလို့ရတယ်ဆိုပြီးတော့ပြောလာပါတယ်။ဒီတင်ကလည်းသူတို့ရဲ့နျူကလ িয়ার အင်အားကိုတိုးချဲ့ဖို့အစီအစဉ်တွေလုပ်လာနေပါတယ်။နောက်ထပ်ချိန်ဆရတဲ့အချက်ကတော့နျူကလ িয়ার လက်နက်တပ်ဆင်ခြင်းဟာနိုင်ငံတကာနိုင်ငံရဲ့ကမ္ဘာအဆင့်နေရာနဲ့ဆက်ဆက်နေတယ်ဆိုတဲ့အချက်ပါ။ဂယ်ရီဆမ်မောပြောတာကဒီလိုပါ။ဒုတိယကမ္ဘာစစ်ပြီးပြီးချင်းမှာ စစ်နိုင်တဲ့နိုင်ငံတွေအားလုံးကလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်လာပါတယ်။ဒီတော့အမေရိကန်ဆိုပြီးပြည်တင်ပြင်းထန်တဲ့တရုတ်နိုင်ငံတွေကနျူကလ িয়ার လက်နက်သာတိုးချဲ့နိုင်ရင်ကမ္ဘာနိုင်ငံတွေမှာသူတို့ရဲ့အစ်စ်နေရာတွေမြန်မာလာနိုင်မယ်လို့တွေ့ကြတယ်လို့ဆိုပါတယ်။နျူကလ িয়ার ပြတ်ပွားရေးစာချုပ်ထဲမှာမပါခဲ့တဲ့နျူကလ িয়ার လက်နက်တပ်ဆင်ခဲ့ကြတဲ့လေးနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီလိုနျူကလ িয়ার လက်နက်တွေတပ်ဆင်ခဲ့လို့သူတို့နိုင်ငံတွေရဲ့ကမ္ဘာနိုင်ငံရဲ့အစ်စ်နေရာတွေအင်အားတွေတိုးတက်လာတယ်လို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်။ဥပမာအိန္ဒိယနိုင်ငံကိုကြည့်ပါ။ဂရိဆာမောပြောတာကအိန္ဒိယဟာသူတို့ကိုသူတို့အင်အားကြီးနိုင်ငံလို့မြင်တယ်။နျူကလ িয়ার လက်နက်ပိုက်ဆိုင်ခြင်းတယ်သူတို့ရဲ့ပြိုင်ဘက်အာရှနိုင်ငံ တရုတ်နဲ့အပြိုင်ဆိုင်ဆိုတဲ့သဘောပါလို့ဆိုပါတယ်။ဒါပေမဲ့ဒီနေရာမှာပေးဆက်မဲ့နိုင်ငံရေးစီးပွားရေးအခြေအနေတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။တကယ်လို့နိုင်ငံတကာနိုင်ငံကနျူကလ িয়ার မပြောင်းပွားရေးစာချုပ်ကိုချိုးဖောက်ပြီးတော့နျူကလ িয়ার လက်နက်အတက်စင်းနေဒါမှမဟုတ်နျူကလ িয়ার မပြောင်းပွားရေးစာချုပ်ကနေပြီးတော့နှုတ်ထွက်တယ်ဆိုလို့ရှိရင်အကြီးကျယ်ပိတ်ဆို့အရေးယူတာတွေအဆက်ဖြတ်အရေးယူတာတွေကိုခံရမှာပါ။မြောက်ကိုရီးယားကအဲ့ဒါလိုအရေးယူတာကိုခံနေရတာပါ။သူတို့မှာနျူကလ িয়ার ထိတ်ဖူးတွေဒါဇင်နဲ့ချီပြီးတော့ရှိပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ကိုအဖယ်ကျဉ်ခံတိုက်ပြီးလို့ကမ္ဘာတဝန်းကရှုမြင်ရတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်။ဟာဆန်အယ်ဘတ်တမီက နျူကလ িয়ার လက်နက်တွေတက်ဆင်ဖို့ဆိုတာအလွန်ရေးကြီးတဲ့အဆုံးဖြတ်ချက်ပါကိုကကိုတိုင်းပြည်ရဲ့အနေအထားကိုဘလို့ဖြစ်စေချင်တယ်လဲဘလို့ရှုမြင်စေချင်တယ်လဲဆိုတာကိုအိန္ဒိယနိုင်ငံတွေသိအောင်ကမ္ဘာကြီးသိအောင်ကြီးညာလိုက်တာလည်းဖြစ်ပါတယ်တိတ်ကြီးမားတဲ့ကုန်ကျပေးဆပ်ရမှုတွေလည်းရှိပါတယ်အဲ့တော့ဒီဆုံးဖြတ်ချက်မျိုးကိုလွယ်လွယ်ချလို့ရတာမျိုးတော့မဟုတ်ပါဘူးလို့ဆိုရတယ်အဲ့တော့ဒီလိုကိစ္စတွေဟာအီရန်စီကိုဥတီလာပါတယ်အလွန်ရှုပ်ထွေးတဲ့ကိစ္စပါအီရန်ဟာနျူကလ িয়ার မပြောင်းပွားရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံပါအဲ့ဒီအီအေပါဝင်ကျွမ်းကျင်ပညာရှင်အများအပြားကအီရန်မှာလျှို့ဝှက်နျူကလ িয়ার လက်နက်စီမံကိန်းလုံးဝမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့ အမေရိကန်နဲ့အစ္စရေးကတော့အယုံကြည်မရှိပါဘူးမသိကြပါဘူးဟာဆန်အေဗာတမီပြောတာကအီရန်မှာအလွန်ဆင့်မြင့်တဲ့နျူကလ িয়ার စီမံကိန်းတခုရှိပါတယ်ဒါတွေဟာငင်းချက်နဲ့ရွေချက်နဲ့ပဲတုံးဖို့လောက်ထားတာတွေပါလို့အီရန်ကပြောပြောနေတာကလည်းအပေါက်နေပါပြီဒါပေမဲ့တခြားလူတွေကတော့ဒါတွေဟာလက်နက်တက်စင်ဖို့လုပ်နေတာလို့ဆွတ်ဆွတ်ပြီးတော့ဝိုင်းဝန်းဆန့်ကျင်နေကြပါတယ်လို့ဆိုပါတယ်အီရန်နျူကလ িয়ার လက်နက်လုပ်နေပြီးတော့အီရန်ကပဲအဖုတ်ပြီးကောင်းနေတာလားဒါမှမဟုတ်အမေရိကန်နဲ့အစ္စရေးကသူတို့ရဲ့ရန်သူမို့လို့သာ IAEA ကမဟုတ်ပါဘူးပြောနေတဲ့ကြားတွေကအတင်းအဓမ္မဆွတ်ဆွတ်နေတာလားနိုင်ငံကြီးတွေရဲ့နိုင်ငံရေးပြည်ရဲ့ကအများထားပါတယ် အီရန်နျူကလ িয়ার စီမံကိန်းဟာတန်တမာရေးရနဲ့နိုင်ငံရေးဆိုင်ရာညှိနှိုင်းမှုတွေရဲ့အဓိကအာရုံစုဆိုင်မှုခံရတဲ့ကိစ္စတစ်ခုဖြစ်နှစ်တော်တော်ကြာကလေးကရှိနေခဲ့ပါတယ်။2015ခုနှစ်မှာအီရန်နိုင်ငံဟာကမ္ဘာအင်အားကြီး6နိုင်ငံနဲ့နျူကလ িয়ার ရှော့ချဖို့နဲ့ OB တင်းချက်တဲ့လေလာစုံစမ်းမှုတွေကိုလက်ခံဖို့အတွက်သဘောတူလက်မှတ်ရေးထုတ်ခဲ့ပါတယ်။အမေယူအနေနဲ့ကတော့အီရန်စီးပွားရေးကိုချုပ်နှောင်ထားတဲ့နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကိုတဖြည်းဖြည်းချင်းဖြေလျှော့ပေးရမယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီစာချုပ်ကလည်းဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်း2018ခုနှစ်မှာစာချုပ်ကနေပြီးတော့အမေရိကန်နှုတ်ထွက်လိုက်တဲ့အတွက်တဖြည်းဖြည်းချင်းစာချုပ်ပြည့်စုံသွားပါတယ်။ ီရန်ကလည်းသူ့ရဲ့နျူကလ িয়ার စီမံကိန်းကိုပြန်ပြီးတော့အသက်သွင်းလာပါတယ်။ဟာဆန်အယ်ဗာတမီကဒီလိုဆိုပါတယ်။အီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်တဲ့ညှိနှိုင်းမှုတွေအားလုံးအားလုံးမဟုတ်ရင်တောင်မှကြီးမားတဲ့အစိမ်းပိုင်းတစ်ခုကဘာလဲဆိုတော့ဒီစီမံကိန်းကိုထိ ंछ ုပ်ရင်းနဲ့ဆိုင်ပါတယ်။သူတို့ရဲ့နျူကလ িয়ার စီမံကိန်းကိုငြိမ်းချမ်းတဲ့နျူကလ িয়ার အစ်စ်မှာပဲထိန်းထားနိုင်ပြီးတော့လက်နက်ထုတ်လုပ်တဲ့အစ်စ်အထိပြင်းထန်တဲ့နျူကလ িয়ার စီမံကိန်းကြီးဖြစ်မသွားအောင်ဘလို့ထိန်းကြမလဲဆိုတဲ့အချက်ပါပဲလို့သူကထောက်ပြပါတယ်။ဒီနေ့စောပိုင်းမှာ IAEA က အီရာဟာနိုင်ငံတကာနျူကလ িয়ার အန်ဒီရဲ့ကာကွယ်တားဆီးရေးအပေါ်မှာလိုက်နာမှုမရှိတော့ဘဲလက်နက်ထုတ်ဖို့အတွက်အထူးပြုလုပ်ထားတဲ့ယူရေနီယံ235ဆိုတဲ့အစ်စ်မြင့်တက်ဆင်ထားတဲ့ယူရေနီယံနဲ့ထုတ်လုပ်စုဆောင်မှုပြုလုပ်လာနေတယ်လို့ပြောပါတယ်။ဂရီဆမ်မောကအခုလိုပြောပါတယ်။အီရန်နီဟာ60ရာခိုင်နှုန်းထိတန့်စင်မှုမြင့်တဲ့ယူရေနီယံတွေကိုစုဆောင်လာနေပါတယ်။ဒီအစ်စ်ဟာအရက်ဖက်နျူကလ িয়ার စီမံကိန်းအတွက်အသုံးပြုစရာအကြောင်းရှိပါဘူးလို့သူကဆိုပါတယ်။သူတို့ဘာအတွက်ဒါတွေကိုလုပ်နေတာလဲဆိုတာကိုမသိအောင်ဖုံးထားတာကလည်းအီရန်နီရဲ့မဟာဗျူဟာတစ်ခုဖြစ်ကောင်းဖြစ်နေပါတယ်။တချို့ပညာရှင်တွေကတော့ဒါတွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တဲ့အခါမှာသူ့ဘက်ကဈေးစစ်လို့ကောင်းဖို့အလေးသာဖို့အတွက်လုပ်တာလို့သုံးသပ်ကြပါတယ်။ IAEA ရဲ့အရာရှိအောင် Tariq Craft ရဲ့ယူဆချက်ကဒီလိုပါ။အီရန်ကဒီလိုတန့်စင်ပြီးယူရေနီယံတွေကိုများများပြနိုင်လေနောက်လောက်ရမယ့်နျူကလ িয়ার သဘောတူညီချက်တွေမှာသူတို့အတွက်အလေးသာလေလို့ယူဆပြီးတော့လုပ်နေတာပါလို့ဆိုပါတယ်။ဒါပေမဲ့ဇွန်လမှာတော့အစ္စရေးကအီရန်ကိုတိုက်ခတ်ခဲ့ပါတယ်။အစ္စရေးကအီရန်ရဲ့စီးရဲနဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေကိုတိုက်ခတ်ခဲ့ပြီးဥဆောင်သူနျူကလ িয়ার ပညာရှင်အများအပြားကိုလည်းတိတ်ကြည့်အောင်လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်လူတစ်ထောင်ကျော်တိုက်ဆုံးခဲ့တယ်လို့အီရန်ဘက်ကပြောပါတယ်။အီရန်ကလည်းအစ္စရေးကိုတုံ့ပြန်တိုက်ခိုက်လို့လူ28ယောက်တိုက်ဆုံးခဲ့ပါတယ်။အမေရိကန်ကလည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကိုပထမဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်ခဲ့ပြီးအရေးပါတဲ့နျူကလ িয়ার စီမံကိန်းတွေတွေကိုဗုံးကြီးကျက်ချခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟုကတော့အစ္စရေးအနေနဲ့ဒီလိုတိုက်ခိုက်ရတာဟာအီရန်နျူကလ িয়ার စီမံကိန်းတွေကအစ္စရေးရဲ့တည်ရှိမှုကိုချိန်ချောက်နေလို့ပါလို့ဆော့ဆော့ပိုင်းကပြောခဲ့ပါတယ်။ဒါကိုမရရင်အီရန်အနေနဲ့အချိန်တိုအတွင်းမှာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ပါလိမ့်မယ်။တနည်းအတွင်းဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်။ တနည်းတောင်မကြပဲလာနိုင်ငံအတွင်းလည်းဖြစ်နိုင်ပါတယ်ဒါဟာအစ္စရေးရဲ့အသက်ရှင်ရပ်တည်ရေးအတွက်မျက်မှောက်ရင်ဆိုင်နေရတဲ့သိရှင်းလင်းတဲ့အန္တရာယ်ကြီးပဲဖြစ်ပါတယ်လို့ဘင်ဂျမင်နတန်ယာဟုကဆိုပါတယ်ဒါပေမဲ့နတန်ယာဟုကအီရန်ကိုပုံကျဲမယ်လို့ပြောနေတာကကြာလာပါပြီဒါပေမဲ့မှလည်းအစ္စရေးဒီလိုတိုက်ခိုက်ရခြင်းရဲ့အကြောင်းပြချင်းနဲ့ချိန်သားကိုက်မှုကိုယုတ်တိတန်စင်နိုင်တဲ့အကြောင်းချက်တချို့လည်းရှိနေပါတယ်ဒါပေမဲ့ဒါတွေကိုခဏထားပြီးတော့ပြောရမယ်ဆိုရင်အစ္စရေးနဲ့အမေရိကန်တို့ကနေအီရန်ကိုဒီလိုသွားတိုက်လိုက်တာကအီရန်နျူကလ িয়ার စီမံကိန်းအပေါ်မှာတကယ်အကျိုးသိအောင်မှုကဘယ်လိုဖြစ်နိုင်တယ်လဲဆိုတာကိုကြည့်အောင် တမနာထရန့်ကတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းကြီးလုံးဝပျက်စီးသွားပြီးနိုင်ချီတန်သွားပြီလို့ပြောပါတယ်။အမေရိကန်ကာကွယ်ရေးဌာနကတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာအခုတိုက်ခိုက်မှုတွေကြောင့်တစ်နှစ်နှစ်နှစ်လောက်ပဲနောက်ပြန်ဆုတ်သွားတာမျိုးဖြစ်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့အီရန်စူဆောင်းတူလောင်ထားတဲ့တန့်စင်နှုံးမြင့်ယူရေနီယံတွေဘာဖြစ်သွားကြလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။အီရန်သမ္မတမတ်ဆော့ပီဇက်ကီရန်ကအခုလိုပြောပါတယ်။သူတို့ဘုံကျဲတာအဝင်ဝရတွေကိုထိတယ်။တောင်းထိမြောက်ထိပေါ့။ဒါပေမဲ့နျူကလ িয়ার နဲ့ဆိုင်တဲ့အသိပညာကသူတို့ဘုံကျဲသွားတဲ့နေရာတွေမှာရှိတာမဟုတ်ဘူးလေ။ကျွန်တော်တို့လူတွေရဲ့စိတ်ထဲမှာ ရှိနေတာလို့သူကပြောပါတယ်ဆိုလိုတာကတော့ပညာတရေရှိလို့ရှိရင်ပြန်လုပ်လို့ရသေးတယ်ဆိုတော့သဘောမျိုးပါဟာဆန်အယ်ဘတ်တမီကလည်းရေတုံမကြီးပဲပြောရရင်ဒီလိုတိုက်လိုက်တာကအီရန်ရဲ့အကာအကွယ်မဲ့နေမှုကိုမိမောင်းထုတ်ပြနေပါတယ်အီရန်နိုင်ငံရဲ့အင်အားစုတွေကိုလည်းသူတို့နျူကလ িয়ার လက်နက်မဖြစ်မနေလိုလာပြီလို့ပြောစရာအကြောင်းပေါ်ရလာပါတယ်အဲ့လိုပြောဖို့အခွင့်အရေးပုံပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ဆိုလိုတာကဒီလိုသွားတိုက်လိုက်ခြင်းအပြင်သူတို့ထင်တယ်လို့မဖြစ်ပဲအတိုက်ခံရတဲ့နိုင်ငံကိုနျူကလ িয়ার လက်နက်ပို့ပြီးတော့လိုချင်လာအောင်လုပ်လိုက်တယ်လို့တောင်ဖြစ်သွားပါတယ် အဲ့ဒီလိုလိုချင်လာရင်အခုထပ်ပို့ပြီးတော့ခိုင်မာတဲ့ဘန်ဂါကြီးတွေဆောက်လာကြမယ်စီမံကိန်းတခုလုံးကိုမြေအောက်မှာလုပ်လာကြမယ်လို့သူကထောက်ပြပါတယ်မပိုင်ပဲသွားဆွတယ်လို့ဖြစ်တာပဲလို့ပြောတဲ့သဘောပါကြည့်တော့အခုဘာဆက်ဖြစ်မှာလဲအီရန်ကတော့သူတို့နျူကလ িয়ার လက်နက်မလုပ်ပါဘူးလို့ထပ်ပြီးတော့ညှင်းထားပါတယ်အီရန်သမ္မတမဆူဒ်ပီဇက်ရှကီရန်ကအစ္စလာမ်ပြည်သူသမ္မတနိုင်ငံရဲ့ယုံကြည်ချက်ကဘာလဲဆိုတော့နျူကလ িয়ার လက်နက်ကျွန်တော်တို့လူသားတွေရဲ့လက်ထက်မှာမရှိသင့်ဘူးဆိုတာပါပဲဒီလက်နက်ဟာကမ္ဘာကြီးကိုမိလောင်တိုက်သွင်းခြင်းနဲ့မိုက်မဲတဲ့ပါရတရိတ်ဆန်တွေရဲ့လက်နက်ပဲဖြစ်ပါတယ်လို့ဆိုပါတယ်ဒါပေမဲ့အီရန်ကတစ်ဖက်မှာလည်း နိုင်ငံကဥပဒေပေါင်းအတွင်းကနေယူရေနီယံတပ်ဆင်တဲ့စီမံကိန်းတွေကိုဆက်လုပ်သွားမယ်လို့ပြောပြန်ပါတယ်။သမ္မတထရန့်ကတော့ဒါကိုခွင့်မပြုကြောင်းနဲ့ဆက်လုပ်ရင်ထတ်တိုက်မယ်လို့ချိန်ချပါတယ်။ကျွန်တော်တို့သူတို့ရဲ့နျူကလ িয়ার အိမ်မက်တွေကိုရိုက်ချိုးပြလိုက်ပြီးသူတို့အစကပြန်စချင်ဆက်လုပ်ရပါတယ်။ပြန်စရင်သူတို့လက်မလုံနိုင်ခင်မှာပဲကျွန်တော်တို့မြန်မြန်ဆက်ဆက်နောက်တစ်ခါထပ်ပြီးတော့ဖြည့်ဆည်းပြပါမယ်လို့သူကပြောပါတယ်။ဆော့ဆော့ပြောခဲ့တဲ့ကလေးတွေကအီရန်ကိစ္စကရှုပ်ထွေးပါတယ်။အရှိလေပိုင်းမှာဖြစ်ပြနေတဲ့အာနာလွန်ဆွဲပွဲပေါင်းစုံနဲ့ဆက်ဆက်နေပါတယ်။ဒါပေမဲ့မေကွန်းတစ်ခုပေါ်လာတာကဒီလိုကမ္ဘာနျူကလ িয়ার အာနာအခင်းကြီးမှခင်းကြီးတွေထဲမှာဘယ်သူက လိတ်ကိုက်ဖမ်းပြီးတော့စောင့်ချက်ခွင့်ရှိနေတယ်ဆိုတာပါပဲဒါကလည်းနိုင်ငံရေးစီကိုပြန်ခေါ်လာပါတယ် Sharon Squishny ကဒီလိုပြောပါတယ် US ချက်ကတော့လူတိုင်းအပေါ်ကို DC မြို့နေကတက်ရောက်စီကိုအားလုံးဘက်ကိုမျက်မျက်တတကျင့်သုံးဖို့ပါပဲဒါပေမဲ့လက်တွေမှာဒီလိုဖြစ်မနေတာကိုအားလုံးသိနေကြပါတယ်လို့သူကဆိုပါတယ်နျူကလ িয়ার လက်နက်တွေကမ္ဘာပေါ်မှာများလာတယ်ဆိုတဲ့အကြောင်းပြောကြမယ်ဆိုရင်နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံအရေးအတွက်များလာတဲ့အကြောင်းကိုပဲပြောရုံနဲ့မလုံလောက်ပါဘူးနျူကလ িয়ার လက်နက်ပိုင်ထားတဲ့နိုင်ငံတွေကရောဘာတွေလုပ်နေကြတယ်လဲဆိုတာကိုလည်းပြောဖို့လိုပါတယ်နျူကလ িয়ার လက်နက်ပိုင်တဲ့အထက်က ငါနိုင်ငံကနျူကလ িয়ার မပြတ်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးထားကြတယ်မဟုတ်ပါလားဒါဆိုလို့ရှိရင်တို့တို့မှာရှိတဲ့နျူကလ িয়ার လက်နက်တွေဖြတ်သိမ်းဖို့လေတို့တို့လုပ်ရမှာပေါ့ဒါပေမဲ့အဲ့လိုလို့မဟုတ်ဘဲနဲ့ဗျောင်းမြန်တွေလုပ်နေကြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတို့ဟာနျူကလ িয়ার လက်နက်အတွက်ငွေကြေးတုံ့ဆွဲမှုကိုတိုးမြှင့်လာကြပါတယ်နျူကလ িয়ার မပြတ်ပွားရေးစာချုပ်ထိုးမှတ်ထားတဲ့နိုင်ငံတွေရဲ့နျူကလ িয়ার အသုံးစရိတ်တွေကိုပါပေါင်းလိုက်မယ်ဆိုလို့ရှိရင်2024ခုနှစ်မှာတို့တုံ့ဆွဲထားကြတဲ့ပမာဏဟာဒေါ်လာ100ဘီလီယံထိရှိပါတယ်အမေရိကန်တနိုင်ငံရဲ့နျူကလ িয়ার အသုံးစရိတ်ကတခြားနိုင်ငံတွေအားလုံးပေါင်းထားတာထက်လည်း ပုံများနေပါတယ်။ဟန်ခရစ်စတန်ဆန်ကနျူကလ িয়ার လက်နက်ရှော့ချရေးအတွက်ရုံယုံကြည်ကြည်နဲ့နှိမ့်နှိုင်းကြိုးပမ်းမှုတွေအခုဆိုရင်လုံးဝမရှိတော့ပါဘူးလို့ဆိုပါတယ်။ Sharon Skorsky ကသူတို့မြင်ရတဲ့အတိုင်းရုရှားကလည်းနျူကလ িয়ার လက်နက်အသစ်အမျိုးမျိုးထုတ်လုပ်နေတယ်။အမေရိကန်ကလည်းသူတို့ရဲ့လက်နက်ပုံစံအဟောင်းတွေနဲ့နျူကလ িয়ার စနစ်တွေကိုပြန်ပြီးတော့အသက်သွင်းနေတယ်။ဥပမာပင်လယ်ထဲကနေပြီးတော့လှန့်ပြရတဲ့တာဝေးပြည့်ဒုံးကျည်လိုဟာမျိုးတွေပေါ်လို့သူကဆိုပါတယ်။ Gary Samov ကတော့တရုတ်ကလည်းသူတို့ရဲ့နျူကလ িয়ার အင်အားကိုတိုးချက်ခြင်းနေတယ်ဆိုတာပို့ပြီးတော့မြင်လာပါတယ်။ရုရှားတို့တရုတ်တို့နဲ့အပြိုင်ပေါ်လို့ဆိုပါတယ်။ဒါမျိုးတွေကြောင့် ကဘာကြီးဟာတိတ်ကိုမျောလင့်ကျဲမဲ့နေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်တော့အချက်တစ်ချက်ကိုပြန်ပြီးတော့သတိပေးချင်ပါတယ်စိတ်သက်သာစရာအချက်တစ်ချက်ဆိုပါတော့လေကမ္ဘာနိုင်ငံတွေရဲ့အများစုကြီးဟာနျူကလ িয়ার လက်နက်ရှိလဲမရှိကြတယ်လို့လိုလဲမလိုလားကြပါဘူးလက်ရှိစနစ်ကယိုပေါက်ဟာကွက်ပေါင်းစုံရှိနေပေမဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အချိန်ကနေစပြီးတော့ဒီနေ့အချိန်အထိနျူကလ িয়ার လက်နက်အသုံးပြုတဲ့စစ်ပွဲဆိုတာတပွဲမှမဖြစ်သေးဘူးဆိုတော့အချက်ကတော့စိတ်သက်သာစရာအချက်တစ်ချက်လို့ဆိုနိုင်မှာတမားခင်ဗျာ โอเคဒါတော့ဥသိမ်းမြတ်သုံးသပ်ချက်ပဲဖြစ်ပါရဲ့เนาะโอเคအစားဆုံးကြည့်ပြီးကြာပြီးမှတ်ပြီးသူရောက်စီတန်2ပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှန်ခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ် main online စစ်ပေးငလင်ပေးဘင်းနဲ့ပေါင်းစုံပါကင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ